အားလုံးပဲမင်္ဂလာပါညီကိုတို့ဒီနေ့ကကျွန်တော်29စက်တလ2025အင်္ဂါနေ့ပဲဖြစ်ပါတယ်ဒီနေ့ကျမှတော့ကျွန်တော်ယူရိုပါတီပွဲစဉ်တွေတော်တော်များများရှိသလိုကွန်ဖန်လီပွဲစဉ်တွေလည်းတော်တော်များများရှိတယ်နော်အဲဒီနေ့ကျတာပြောမဆိုရင်ရွေးချယ်ရတဲ့ပွဲစဉ်တွေတော်တော်များများရှိတယ်ယူရိုပါတီတို့ကွန်ဖန်လီကညီကိုတို့တည့်ရတိုင်းပဲအဲချေးတွေကတော့ဒါဘူဂီတွေကတော့တော်တော်များများလေသာထားတဲ့ပုံစံမျိုးတွေတော့များတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ညမှာတော့အကောင်းဆုံးရွေးချယ်ပေးထားတဲ့၃ဘွဲ့လောက်တော့ရှိတယ် အဲဒီသုံးဘွဲလောက်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ပွဲစဉ်တွေအများတော့ရှိတယ်ဗျာတော့အများရွေးချယ်ပေးညီကိုအနေနဲ့သဝေသဝါဖြစ်မှာဆိုတော့ YouTube ရညီကိုအတွက်သုံးဘွဲလောက်ရွေးချယ်ပေးရတာဖြစ်ပါတယ်ချက်နေတက်တဲ့ဆိုရင် YouTube channel လေးကို like subscribe လေးလုပ်ပေးသွားပါအောင်ဗျာเนาะကျွန်တော်ဒီဟာတပတ်ထူးပြောနေတာတော့ဒါကျွန်တော်ရှိမှာအမ်မမ်ဘာဝင်လို့ရပါတယ်မမ်ဘာဝင်ကျင်တယ်ဆိုတော့အခန်းချင်းငွေပေးကြမလို့ဘူးကျွန်တော်ရှိမှာအောက်ဖွင့်ဒါကစားရင်ကျွန်တော်မမ်ဘာ group ကိုအထူးကလူကို free ရမှာဖြစ်ပါတယ် မမအထူးကလူမှာဆိုတော့တပွဲကောင်းနေမောက်ကက်တဲ့နေ့စဉ်တင်ပေးတာဖြစ်တော့တဲ့ကြောင့်မလို့မမဝင်ကျင်တဲ့ညီကိုအောက်မှာဘိုင်းကနံပါတ်လေးချပေးတာပါတယ်ဒါအောင်ဆက်သွက်ပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျာနော်အဲဒီနေ့မှာတော့အရင်ဆုံးကျွန်တော်ပွဲစဉ်လေးတပွဲကိုပြောချင်ပါတယ်ဒီပွဲစဉ်ကတော့ Lively နဲ့အာဒိုင်မိုဇာကရပ်ပေါ့ဗျာဒီပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဒီပွဲစဉ်မှာတော့ Lively နဲ့ပြီးတော့မိုဇာကရပ်ကိုဒါချေးပေးထားတာပေါ့ဗျာနော်မိုဇာကရပ်ကိုချေးပေးထားတာတော့ကျွန်တော်တို့လက်ရှိ internet average မှာတော့ကျွန်တော်တို့1သိချေးဖွင့်နေတာဖြစ်ပါတယ်เนาะ1သိချေးဖွင့်နေတာတယ်ကိုပေါ့ချေးလေးမှာတော့ကျွန်တော်တို့အဲ3လုံးကို50ထားစီကိုဖွင့်လက်ထားဖြစ်ပါတယ်အယူရိုပါလိကတော့ဒီလိုတို့သိရတဲ့အတိုင်းပဲအဲထင်းထင်းသင်းသင်းလေးစော့နေကြတာဟောဗျာเนาะအဲဒီနေ့ညမှာ line ကတော့ဒါ moza crack ကိုတော့ဒါ1သိချေးဖွင့်တာတယ်ဘော်ချေးမှာကိုပေါ့ချေးမှာ3လုံးကိုဒါ50စားဆိုပြီးချေးဖွင့်လက်ထားတယ် ဒီပွဲစဉ်လေးကိုကျွန်တော်အားလုံးဒါအယိုးရှင်းတော့မဲ့ရွေးချယ်ပေးခြင်းလဲအလိုက်တရားညီကိုတည့်အတိုင်းပြင်သစ်ဒါလီဝါဒါအမှတ်ပြေးပွဲစဉ်နဲ့အတင်းတင်းဖြစ်တယ်ဒါမျိုးသားဂရက်ကတော့ဒါခရိုအီးရှားအတင်းတင်းဖြစ်တယ်နော်မူဇာဂရက်နေနဲ့ကတော့ဒါယူရိုပါလီမှာတော့ဒါပြောမယ်ဆိုရင်တော့အများကြီးတော့မျောလင်းလို့မရဘူးကျွန်တော်ပြောသလိုပဲအများကြီးတော့မျောလင်းလို့မရဘူးအဲ့တော့ကြောင့်မလို့အဲ့ဒီနေ့ညဒီကျင်းနေကြီးသားရလေးကိုကြည့်ပြီးရွေးချယ်ပေးရမယ်ဆိုရင်ကျွန်တော်ကတော့ဒီနေ့ည လိုင်လီနဲ့မူဇာကရက်ပွဲစဉ်မှာတော့ကျွန်တော်လိုင်လီဘော်ကြီးလေးကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်เนาะအဲဒီနေ့ညမှာကျွန်တော်လိုင်လီဘော်ကြီးလေးကိုကျွန်တော်ကြိုက်နှစ်တက်ပါတယ်ဒီနေ့ညကကျွန်တော်တူတူတုတ်တုတ်လေးပဲရွေးချယ်ပေးသွားမှာဖြစ်ပါတယ်เนาะကဲကျွန်တော်တို့နောက်တစ်ပွဲကိုကျွန်တော်တို့ဆက်သွားမှာပြန်เนาะအဲနောက်တစ်ပွဲကတော့ဒါကျွန်တော်တို့ရိုမနဲ့မဂျယ်လက်ဒီပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်အဲဒီပွဲစဉ်မှာတော့ရိုမနေပြီးတော့မဂျယ်လက်ကိုကြီးပေးထားတာဖြစ်ပါတယ်เนาะအဲကျွန်တော်တို့ရိုမကဒီနေ့ညမှာ မကျလက်ကိုတလုံးကိုတဝက်ရှုံးထီတော့ကြေးပေးထားတာဖြစ်ပါတယ်တလုံးပြား90ရှုံးကိုပေါင်းကြေးလေးမှာတော့ကျွန်တော်တို့၃လုံးကို90စားကြေးဖွင့်လက်ထားတာဖြစ်ပါတယ်လက်ရှိရိုမာရဲ့ခြေသံပိုင်းကိုကျွန်တော်တို့တွားပြက်ကြည့်ရမယ်ဆိုရင်ရိုမာကတော့ဒါလက်ရှိသူ့ရဲ့ဒါကျွန်တော်တို့နောက်ဆုံးကခဲ့တဲ့၅ပွဲမှာ၄ပွဲလောက်ထိကိုနိုင်ပွဲရရှိတယ် AC Milan တသင်းနဲ့သူရှုံးတာဖြစ်ပါတယ်เนาะမန်ချက်လက်ကတော့ညီကိုတို့သိရတဲ့အဲမန်ချက်လက်ကတော့လက်ရှိ ဒီနေ့ရာသီရဲ့သူတို့ဒါကလပ်သင်းတွေရောဒါယူရိုပါလိမာရောဆိုရင်တော့မဆိုးလာတဲ့ခြေသမ်းပိုက်တော့ပိုင်ဆောင်ထားတယ်ပြီးခဲ့တဲ့ကျွန်တော်တို့7နဲ့ပွဲစဉ်မှာတော့3-1နဲ့နိုင်ထားခဲ့တယ်ယူရိုပါလိပွဲစဉ်မှာရိုမာကလည်းထိုးနီး၎င်းပဲပြီးခဲ့တဲ့ကျွန်တော်တို့ယူရိုပါလိမာရိန်ဂျာကို2-2နဲ့နိုင်ထားခဲ့တယ်နှစ်သိန်းလုံးကတော့ရလက်လေမဆိုးလာဘူးလို့ပြောလို့ရတယ်နော်အဲနှစ်သိန်းလုံးကတော့ဒီနေ့ညမှာအပြိုင်လာမဲ့ညတညတော့ဖြစ်တယ်ရိုမာအီတလီစီးရီးယားတဲ့ နော်မကျင်လက်ကတော့ကျွန်တော်တို့တည့်ရတိုင်းဒိမတ်ကလပ်ထဲအသင်းသတင်းဖြစ်တယ်နော်ဒီနေ့တင်းရတော့ဒါထိတ်တိုက်တွေ့ဆုံတာဖြစ်တယ်ရှင်လင်းကြမှာဒီပွဲစဉ်လေးကိုကျွန်တော်ကတော့အာဘိုမရဲ့ဘိုဂျီမှာဆိုရင် ကလုံးကိုဒါပြား90ရှုံဖွင့်လက်ထားပြီးတော့ဘိုဂျီမှာ3လုံးဝ90စားနော်ဖွင့်လက်ထားတယ်ယူရိုပါလိဂ်ကြီးလျှောက်ဒါဘိုဂျီနဲ့ကူပေါင်းချင်းနဲ့မတည်ငြိမ်တာတွေရတော့ဒါဒီကိုတို့တည့်ရတယ်မဖြစ်တဲ့ဖြစ်တတ်တဲ့ဒါဘူဂီတွေဖွင့်ထားတဲ့ခြေတစ်ခြေလို့ကျွန်တော်မြင်မိတယ်ဗျနော် ဒီပွဲသိလေးမှာဆိုရင်လည်းကျွန်တော်တို့ဒါရိုးပါနေပြီးဘောကြီးချေးပေးထားတာဒါမဲ့အိမ်ကွင်းလည်းဖြစ်တယ်လက်ရှိဒါကျွန်တော်တို့လိအဆင့်တန်းရမှာဆိုရင်လည်းရိုးမာတာလဲဒါကြောင့်မို့လဲဒီနေ့ညမှာ190ထိအောင်ပေးလာတဲ့ရိုးမာနေဒီနေ့ညမှာကြီးအောင်သွားမှာဆိုတော့ကျွန်တော်စောက်ကြည့်ရမယ်နော်ရိုးမာနေနဲ့စက်တစ်ကိုတော့3-1နဲ့နိုင်ထားခဲ့တယ်အဲကျွန်တော်တို့ဒါရေဂျာကိုတော့3-1နဲ့နိုင်ထားခဲ့တယ်မက်ဂျစ်လက်ကလည်းစက်တစ်ကိုဒါကျွန်တော်တို့နော်3-1နဲ့နိုင်ထားခဲ့တယ် ဒီလိုမျိုးနှစ်သင်းလုံးကပြီးခဲ့တဲ့ပွဲစဉ်တွေမှာနိုင်ပွဲရရှိထားတာဖြစ်ပါတယ်เนาะအဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာနှစ်သင်းလုံးကတော့ယူရိုပါလိမှာနေရာတနေရာရဖို့ရေသူတို့အနေနဲ့ဆွဲဖို့ကြိုးစားလာမယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်เนาะရိုမားအနေနဲ့ပြီးခဲ့တဲ့ဒါယူရိုပါလိ၃ပွဲကံမှာနှစ်ပွဲရှုံးလာတယ်ဒါတပွဲပဲနိုင်ထားခဲ့တယ်ပြီးခဲ့တဲ့ယူရိုပါလိမှာတော့ night ကိုတော့1-2နဲ့နိုင်ထားခဲ့တဲ့ရလာမျိုးရှိတယ် နော်စုစုပေါင်းဆိုရင်တော့ယူပါရီဒီနေ့ထဲမှာကန်တာ၄ပွဲလောက်တော့ရှိပြီဗျနော်၄ပွဲလောက်ရှိရကွာ၂ပွဲနိုင်၂ပွဲရှုံးဆိုတော့ရာလက်မျိုးတွေပိုင်ဆိုင်ထားတဲ့ရိုမနေတဲ့ဒီနေ့မှာအင်ကွင်းမှာကကူပြက်နိုင်ပါမလားပေါ့မဂျယ်လစ်ကိုနော်ကူပြက်နိုင်ပါမလားဆိုတော့စိတ်ဝင်စားတယ်စောက်ကြည့်ရမယ်ညညဖြစ်တယ်အဲဒီနေ့ညမှာကျွန်တော်ကဘယ်လိုပဲဖြစ်နေပါသေးမဂျယ်လစ်နေလည်းလေရိုမကိုဒါအကောင်းဆုံးရှင်ပြိုင်သွားမယ်ညတညလို့ချင်းမြတ်သုံးသပ်မိတယ်အဲ့တော့ကြောင့်မို့ကျွန်တော်ကဒီနေ့ညယူရှင်းလည်းပဲဒါရိုမရဲ့ ဒါတလုံးပြား90ရှုံးကိုကျွန်တော်ကတော့တိတ်ပြီးတော့တိုင်ဖနစ်တက်ပါအောင်ပြနော်အခုပြတ်ဖို့တော့ခဲရင်မဲ့ညာတဲ့ညာတော့ဘူးမနိုင်မဲ့ထင်မြင်မိတယ်နိုင်ငံရင်တော့ကတ်နိုင်သွားမဲ့အနေထားမျိုးလေးတော့တွေ့ရတယ်အဲကြောင့်မို့ကျွန်တော်အဝေးဝဲဖြစ်တဲ့ Magellan Boy လေးကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဗျနော်ဒီနေ့ကျမှတော့ကျွန်တော်အဂျူလိုပါရီထဲရပဲရွေးချယ်ပေးမှာဗျနော်အနှစ်ပွဲတော့ရွေးချယ်ပေးပြီးသွားပြီလိုင်းနဲ့ပွဲတဲ့မှာတော့ကျွန်တော်လိုင်းလီဘောရွေးချယ်ပေးခဲ့တယ်ရိုမနဲ့ Magellan ရဲ့ပွဲတဲ့မှာတော့ဒါကျွန်တော် အာမကျလက်ဘော်ကြီးလေးကိုရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်เนาะကျွန်တော်တို့နောက်တစ်ပွဲကိုဆက်သွားအောင်ပြန်เนาะအနောက်တစ်ပွဲကတော့ကျွန်တော်တို့ Ranger တဲ့ Braga ဆိုတဲ့အသင်းလေးကိုကျွန်တော်ရွေးချယ်ပေးတာဖြစ်ပါတယ်เนาะဒါကတော့ Ranger နေပြီးတော့ကျွန်တော်တို့အာ Braga ကိုခြေဖွင့်လက်ထားတာဖြစ်ပါတယ်เนาะအဲလက်ရှိမှာတော့ဒါပြားစွန်းလေးတော့ခြေဖွင့်လက်ထားတယ်เนาะအဲသူတို့နှစ်သင်းရဲ့ထိတ်တိုက်တွေ့ဆုံမှုကတော့ဒါ ရှိခဲ့တယ်ဗျเนาะဒါရှိခဲ့တယ်ဆိုတာယူရိုပါလေးတွေမှာပဲရှိခဲ့တယ်နှစ်သင်းပေါင်းတော့ဒါ40တိောက်တွေ့ဆုံခဲ့တယ် Ranger ကတော့ဒါ၃ချိန်တိုင်းတေကြတာမရှိဘူးဒါ Braga ကတော့တစ်ချိန်တိုင်းထားတဲ့ရလက်မျိုးထွက်ပေါ်ခဲ့တာဖြစ်ပါတယ်เนาะယနေ့ညမှာတော့ဒါ Ranger အနေနဲ့အင်ကွင်းကနေပြီးတော့ Braga ကိုဒါနိုင်ပွဲတွေရယူနိုင်သွားနိုင်ပါမလားဆိုတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်ဗျเนาะဒီနေ့ညမှာတော့ အဲဂူပေါင်းကြည်လျာလည်းတစ်ချက်သွားပြန်ကြည့်ရမယ်ဆိုရင်ဂူပေါင်းကြည်လျာလည်းသုံးလုံးကို90စားလောက်ထိကိုကြီးဖွင့်လှန်ထားတာဖြစ်ပါတယ်ဒီနဲ့တင်းရပေါ့ဗျာနော်ဘိုလ်ကြီးမှာဆိုရင်တော့ဒါဘရာကာကတော့ကြီးနေနေလေးပြားစုံလေးကြောထားတယ်နော်အဲပြားစုံလေးတော့ကြောထားတဲ့အနေထားမျိုးတော့ရှိတယ်မြန်မာကြီးနဲ့ကြည့်မယ်ဆိုရင်တော့အပြားစုံလေးကြောထားတဲ့အတွက်ကြောင့်မလို့ဂူပေါင်းကြီးလေးမှာတော့သုံးလုံးကို90စားကြီးဖွင့်လှန်ထားတယ်ပေါ့ဗျာနော်အဒီပွဲစဉ်လေးကိုကျွန်တော်စိတ်ကြိုက်တဲ့ကြောင်းရွေးထုတ်ပေးသွားမှာဖြစ်ပါတယ် ီပွဲစဉ်လေးမှာဆိုရင်ဒါကျွန်တော်တို့အဲနှစ်သင်းပေါင်းထိုက်တဲ့တွဲဆုံမှုကလည်း၄ချိန်လုံးရှိတယ်ဂိုးပေါက်ခဲ့တာတော့နှစ်ချိန်ဂိုးအောက်ခဲ့တာကတော့နှစ်ချိန်ပေါ့ဗျာနော်ဂိုးအောက်ခဲ့တာတော့နှစ်ချိန်ဒီပွဲစဉ်လေးကိုကျွန်တော်ကတော့ Ranger အနေနဲ့အင်ကွင်းအနေပြီးတော့ဒါဘယ်လောက်ထိဆွမ်းဆောင်သွားနိုင်မလဲ Braga အနေဝေးဝဲဘယ်လောက်ဆွမ်းဆောင်သွားနိုင်ဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ် Ranger အနေနဲ့ကတော့ပြီးခဲ့တဲ့ဒါပွဲစဉ်တွေမှာ Europa League မှာတော့ဒါကျွန်တော်ပြီးခဲ့တဲ့ Roma နဲ့ပွဲစဉ်မှာတော့ဇီတူးဆိုတဲ့ကြားလက်နဲ့ရှုံးနာခဲ့တယ်နော်ပြီးခဲ့တဲ့ကျွန်တော်တို့ အဲဘန်းနဲ့ပွဲစဉ်မှာတော့သူရင်းစင်းနဲ့ပဲဒါရင်းကြားနေနဲ့ရှုံးနာခဲ့တယ်နော်အဲရင်းကြားနေနဲ့ကြည့်မှဆိုယူရိုပါလိပွဲစဉ်နေမှာဆိုကျွန်တော်တို့အဲနိုင်ပွဲရရှိထားတာမျိုးတော့မတွေ့ရဘူးဗျနော်နိုင်ပွဲရရှိထားတာမျိုးမတွေ့ရဘူးအဲ့တော့ကြမို့ရင်းကြားခြေစားလက်ရှိခြေစားမှာတော့အပြပဒီပွဲစဉ်နေဒါဖလားပွဲစဉ်မှာတော့တော်တော်လေးဒါစုပ်ယုပ်နေတဲ့အတင်းတင်းလို့ကျွန်တော်ပြောလို့ရတယ်ဘရာကာကတော့ကျွန်တော်တို့တည်တဲ့အတိုင်းပဲ လက်ရှိဒါသူ့ရဲ့ခြေစပ်ပိုက်ကလည်းဒါ Ranger နဲ့မတိမင်းဖြစ်နေတဲ့အနေအထားမျိုးဒီနေ့မှာတော့ Braga နဲ့ဝင်းကွက်နဲ့ပြားသွင်းလေးကြိုးထားတဲ့အနေအထားရငါဒီနေ့ည Bookie အနေနဲ့ Braga ဘက်မှာညာရှိနေမှာဆိုတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဒီပွဲစဉ်လေးမှာဆိုရင်တော့ဒါအိမ်ဝင်းဖြစ်တဲ့ Ranger ကိုလည်း short တော့လို့မရဘူးအာဘလိုပဲဖြစ်နေပါလေလက်ရှိခြေစားပိုက်ကသူမတင်ကိုမတင်ဖြစ်တဲ့နေသားမှာတော့မှဘရာကာဝေးခွင့်ကနေပြီးတော့အဲရိန်ဂျာကိုပြားဆုံးလေးပြတ်ပေးထားတဲ့နေသားရဒီနေ့ကျမှရိန်ဂျာကို ဒါကနေနဲ့ကိုးရဖို့မခဲသေးဘူးလို့ညတညလို့ကျွန်တော်ထင်မြင်မိတယ်။နိုင်ပွဲတွေရသွားဖို့မြင်မိတယ်။အဲ့တော့ကြောင့်မို့ဒီနေ့ညမှာကျွန်တော်ကတော့အဲ Ranger နဲ့ Braga ရဲ့ပွဲစဉ်တွေမှာတော့ Braga ပေါ်ကြီးလေးကိုကျွန်တော်ကြိုက်နှစ်သက်ပါတယ်။ဒီနေ့ညမှာ Europa League ၃ပွဲရွေးချယ်ပြီးခဲ့တာဖြစ်ပါတယ်။ကြိုက်ချင်းတူရင်တော့ဒါ live ဆော့လို့ရပါတယ်။ချိုက်ချင်းမတူရင်တော့လိုလက်စာသဘောထားကွဲလွဲဝင်ရှိပါတယ်ခင်ဗျ။ကျွန်တော်လည်းဒါအပိုင်ရလို့မဟုတ်ဘူးကျွန်တော်အကောင်းဆုံးအချင်းနဲ့ကြီးထားရတဲ့တင်းနဲ့တေးထားရတဲ့ကြည့်ပြီးတော့ရွေးချယ်ပေးရတာဖြစ်လို့ဒါညီကိုလို့နဲ့ကြိုက်ချင်းတူမှလာဒါ live ဆော့လို့ရပါတယ်เนาะ ျွန်တော်ရဲ့ဒါ free ဒါ free member group ကို join ကျင်တယ်ဆိုရင်တော့ Telegram channel လေးအောက်မှာခြာပေးတာပါတယ်လင်းရောအဲ Telegram channel ရဲ့ဒါ ID ရောခြာပေးတာပါတယ်လာရောက် join ထားရပါတယ်เนาะအထူး member group ကိုအာ log in တယ်ဆိုရင်တော့ကျွန်တော်ကိုပတ်သက်တကြမ်းမပေးကြမလို့ပါဘူးဒါကျွန်တော်ရှိမှာကျွန်တော်ကြော်ညာပေးတဲ့ website မှာလာရောက်ပြီးတော့အကောက်ဖွင့်ကစားရုံနဲ့ကျွန်တော်ရဲ့ member group ကိုရရှိမှာဖြစ်ပါတယ်เนาะ member ချင်းပေးကြမလို့ပါဘူး member group ပါငွေသွင်းပြီးတော့အကောက်ဖွင့်ကစားရတာနဲ့ ျွန်တော်ရှိမှ member group ဒါတနည်းစာရရှိမှဖြစ်တော့တော့ကြောင့်မလို့ဒီ group အနေနဲ့လာရောက် join တော့ရပါတယ်သူများကလို့ member ချင်းအမည်ခေါ်တာကလည်းပေါ့ပါဦးဗျเนาะကျွန်တော်အနေနဲ့ member ချင်းအများကြီးတောင်းလာတာပေါ့ပါဦးအဲ့ဒါကြောင့်မို့လို့ဒါကျွန်တော်ရှိမှကောက်ဖွင့်စကားရုံနဲ့မပါပြေးချရှိမှဖြစ်ပါတယ်เนาะအဲတချို့ညီကိုရတော့ဒါကျွန်တော်တို့မျိုးထင်ထင်ပါဘောဗျာเนาะအဲကြော်လဲကျွန်တော်စပွန်ဆာရှိမှကျွန်တော်လဲရေရှည်ရက်တည်လို့ရမှာဖြစ်တယ်ဒါကတော့ကျွန်တော်ကြော်ညာနေကြတိုင်းပဲကျွန်တော်ဒီ website ကိုကြော်ညာတာ2020 တဲ့ကကျွန်တော်ဒီ website မှာ sponsor ယူထားတာဖြစ်ပါတယ်ပြည်တိုင်းဝင် website မှာပေါ့ဗျာเนาะဒါရောက်ပြီးတော့ဒါကျွန်တော်တို့ယူကြည့်စိတ်ကြတာလက်တွဲလို့ရပါတယ်လို့เนาะကဲကျွန်တော်ရဲ့ video file လေးကိုကြည့်နေတက်တယ်ဆိုရင် like subscribe လုပ်ပေးသွားပါဦးယနေ့ကြသုံးပွဲ YouTube ပေးရတာဖြစ်ပါတယ်သုံးပွဲလေးမှာပြန်ပြောရမယ်ဆိုရင် lively နဲ့မိုးစာကလေးပွဲစဉ်မှာ lively body ရိုးမားနဲ့ကျွန်တော်တို့မကျလဲပွဲစဉ်မှာတော့ကျွန်တော်မကျလက် body เนาะအဲကျွန်တော်တို့ ရင်းကြနဲ့ဘရာကာရဲ့ပွဲစဉ်မှာတော့ဘရာကာပေါ်ကြီးလေးရွှေ့ချက်ပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲကံတော်ကြပါစေလို့ကျွန်တော်စုမောတော်နဲ့ကျွန်တော်ဗီဒီယိုလေးဆုံးသတ်ပြစေ subscriber တယောက်ချင်းစီလည်းတာလှပနေတဲ့နေ့ကိုပိုင်ဆိုင်ကြပါစေအားလုံးပဲကိုလက်ပါခင်ဗျာ thank you